အရက်ဘတ်အစိုးရတွေမှာစစ်တပ်ရဲ့နေရာယူနိုင်ခွင့်တွေကိုပိုပြီးချဲ့ထွင်ပေးမဲ့ဥပဒေတဲ့အပေါ်အင်ဒိုနီးရှားနိုင်ငံမှာစန့်ကျင်ဝေဖန်မှုတွေမြင့်တက်နေပါတယ်။အင်ဒိုနီးရှားလွှတ်တော်ဟာအငင်းပေါ်စရာတွေအများကြီးရှိနေတဲ့ဥပဒေအပြောင်းအလဲကိုမဲပေးအတည်ပြုခဲ့တဲ့နောက်နိုင်ငံရေးသူတွေတွေကဒီလောက်ရဟာအရှိတောင်အာရှဒေသတွေနိုင်ငံရဲ့စစ်တပ်အုပ်စိုးရအမှောင်ခေနေရတွေစီပြန်ဥတီသွားစေနိုင်ကြောင်းသတိပေးခဲ့ပါတယ်။အင်ဒိုနီးရှားမှာစစ်ကောင်းဆောင်ဆူဟာတိုရဲ့32နှစ်ကြာအုပ်စိုးမှုက 1998ခုနှစ်မှာအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။အခုသတ်မှတ်လိုက်တဲ့ဥပဒေအပြောင်းလဲကိုဆူဟာတိုရဲ့သတ်မှတ်လဲဖြစ်အင်ဒိုနီးရှားအထူးတပ်ဖွဲ့အကြီးအကဲဟောင်းလဲဖြစ်တဲ့သမ္မတပရာဘိုဝိုဆူဘီယန်တိုကစတင်အဆိုပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီဥပဒေသေးအရာအင်ဒိုနီးရှားစစ်ဘက်အရာရှိတွေဟာအငိမ့်စားမယူပဲဓမ္မမဟုတ်လက်ရှိစစ်ဘက်ယာဒူးကနေမှနှုတ်ထွက်ပဲအစိုးရဌာနတွေမှာယာဒူးယာကန်တွေပိုပြီးခန့်အပ်ခံပိုင်ခွင့်ရှိလာမှာဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ဒီမိုကရေစီရေးတက်ကြွလှှရှားသူတွေဟာမတ်လ19ရက်နေ့ကလေးကလွှတ်တော်ရှိမှာယာယီတပိတ်စကန်ဖွင့်ထားပြီးအဲ့ဒီဥပဒေအပြောင်းအလဲနဲ့ပတ်သက်လို့ကန့်ကွက်ဆန္ဒပြနေကြပါတယ်ဒီမိုကရေစီရဲ့အနှစ်သာရအရစစ်တပ်ဟာနိုင်ငံရေးထဲမှာပါဝင်လို့မရကြောင်းစစ်တပ်ရဲ့နေရာဟာစစ်တမ်းလျှောက်တာဖြစ်ပြီးစစ်တပ်ရဲ့တာဝန်ကနိုင်ငံကိုကာကွယ်ဖို့သာဖြစ်ကြောင်းဆန္ဒပြသူတွေကပြောပါတယ်လွှတ်တော်ကလက်ခံလိုက်တဲ့ဥပဒေအပြောင်းအလဲအရစစ်တပ်အရာရှိတွေဟာ အရပ်ပတ်ဌာန10ခုရဲ့ယာဒူးနေရာတွေခန့်အပ်ကံပိုင်ခွင့်ကနေဌာန14ခုအထိချဲ့ထွင်းပြီးယာဒူးရယူလာနိုင်တော့မှာဖြစ်ပါတယ်။ပြီးတော့စစ်ပတ်အရာရှိတွေရဲ့ပင်စင်သက်တမ်းကိုလည်းတိုးပေးလိုက်ပြီးအခုဆိုရင်အမြင့်ဆုံးအဆင့်ကျဲ၄ပွင့်ဘိုလ်ချုပ်တွေဟာမူလပင်စင်အသက်အရွယ်60ကနေ63နှစ်ကိုတိုးမြင့်ပြီးတာဝန်ထမ်းဆောင်ခွင့်ရလာကြပါတယ်။မတ်လ20ရက်နေ့မှာတော့အရေးအတွက်ထောင်ကနန်းရှိတဲ့စန္ဒပြသူတွေဟာလွှတ်တော်ရှိမှစုဝေးပြီး ဥပဒေအပြောင်းအလဲကိုစတင်ကြောင်းကြွေးကြော်နေခဲ့တာကြောင့်ရဲရိနဲ့စစ်သားတွေကလွှတ်တော်ကိုလုံခြုံရေးယူစောင့်ကြပ်နေခဲ့ရပါတယ်။တချို့အခြေအနေတွေမှာတော့လွှတ်တော် CEO ကိုကြော်တက်ဖို့ကြိုးစားတဲ့ဆန္ဒပြသူတချို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြားပြစ်ပခတ်တွေဖြစ်ခဲ့တယ်လို့မျက်မြင်တွေကပြောပါတယ်။လွန်ခဲ့တဲ့25နှစ်တာအတွင်းအင်ဒိုနီးရှားရဲ့နိုင်ငံရေးနဲ့အရပတ်စီမံအုပ်ချုပ်မှုတွေမှာစစ်တပ်ရဲ့ပအဝင်ပတ်သက်ခွင့်ကိုကန့်သတ်ဖို့အားထုတ်မှုတွေရှိခဲ့တဲ့အတိုင်းအောင်ဒီဥပဒေအပြောင်းအလဲမတန်ခင်ကတည်းက အင်ဒိုနီးရှားစစ်တပ်ရဲ့ယာတူးလက်ကင်အရာရှိ2600နီးပါးလောက်ဟာအရက်ပတ်ယာတူးတွေကိုပါရယူထားခဲ့ပြီးဖြစ်တယ်လို့ပြည်တွင်းလူအခွင့်အရေးစောင့်ကြည့်အဖွဲ့တစ်ခုရဲ့အစီရင်ခံစာကဖော်ပြထားပါတယ်ရှင်။